အမျက်ကြီးစားတဲ့လူဝေဖန်နေကြပြီမယ်။သိန်းထောင်ကျော်တဲ့နှစ်ထပ်အင်ဂျီပိုင်ဆိုင်သွားတဲ့ဖတ်တီမာပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ဖတ်တီမာကတန်မြာသီးတို့ရဲ့အကျိုးပေးကမ်းကြောင့်မို့မယုံကြည်နိုင်လောက်အောင်ဘဝကပြောင်းလဲသွားခဲ့ပါရဲ့။အခုဆိုရင်ဖတ်တီမာကသူ့ဘဝရဲ့ပထမဆုံးကိုပိုင်အင်ဂျီကိုပိုင်ဆိုင်သွားပါပြီ။ဖတ်တီမာကအင်္ဂါဘဝနဲ့သာတသက်လုံးနေခဲ့ရတာပါ။အင်္ဂါလာကမပေးနိုင်လို့အဆင်မပြေတဲ့အချိန်တွေလည်းရှိပါရဲ့။ အခုဆိုရင်တော့ဖတီမာကသူ့ကိုယ်ပိုင်အင်ဂျီကိုပိုင်ဆိုင်နိုင်ပြီမို့ပျော်ရွှင်နေတာပါဖတီမာရဲ့အိမ်ကပြီးခဲ့တဲ့လပိုင်းမှာစတင်ကစောင်းနေတာဖြစ်ပါတယ်အရေးကြစနစ်နဲ့စောင်းနေတာဖြစ်ပြီးအိမ်ကအတော်လေးကိုပြီးသွားပြီဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်မှာအိမ်ကတလုံးလုံးပြီးသွားပြီမို့ဖတီမာတို့ပါတက်နေတော့မှာဖြစ်ပါတယ်ဖတီမာရဲ့အိမ်ကနှစ်ထပ်တိုက်အပြစ်စောက်ထားတာဖြစ်ကဝရန်နာတွေလည်းပါပါတယ်အိမ်တစ်ခုလုံးကိုခရိုင်အောင်နဲ့အလားစင်ကစောက်ထားတာလည်းဖြစ်ပါတယ် အိမ်ကတိုက်ရင်အဖြစ်စောက်ထားကအထဲမှာဆိုလဲမျက်နှာချက်တွေကအစတေချာပြင်ဆင်ထားတာဖြစ်ပါတယ်။အိမ်ထဲကိုဝင်လိုက်တာနဲ့တကယ်တအိမ်ကြီးလို့ဖြစ်သွားတာမို့အတော်လေးကိုသဘောကျနေကြတာပါ။ဖတီမာကသူ့ဘဝအတွက်ပထမဆုံးတအိမ်ကြီးကိုပိုင်ဆိုင်နိုင်လို့ပျော်ရွှင်နေတာပါ။အခုလိုပိုင်ဆိုင်နိုင်တာကထမင်းရှင်တွေရဲ့ကျေးဇူးကြောင့်ဆိုပြီးဖတီမာကကျေးဇူးတင်ထားပါသေးတယ်။တကယ်လည်းပဲသူရဲ့သိန်းတစ်ထောင်ဝန်းကျင်အိမ်တစ်လုံးလုံးကအချင်းပေါင်းနဲ့၅ရေခွန်ကျော်ရောင်းလို့ရတဲ့ငွေတွေကရရှိခဲ့တာဖြစ်ပါတယ်။ ရောင်းလို့ရသည်မငွေတွေနဲ့အိမ်ရအောင်အမြန်ဆုံးစောက်ခဲ့တာပါဖတ်တီမာကရသည်မစုပြီးဘာမှမတုံးတဲ့အတွက်အမြန်ဆုံးပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်အချို့ကလည်းဖတ်တီမာကအမျက်ကြီးစားလို့အခုလိုတွေပိုင်ဆိုင်လာတဲ့ဆိုပြီးဝေဖန်နေကြတာပါတနှစ်တောင်မပြေသေးပဲလပိုင်းအတွင်းမှာသိန်းတစ်ထောင်လောက်စုနိုင်လို့အမျက်ကြီးစားတယ်လို့ဝေဖန်နေကြတာဖြစ်ပါတယ်ဖတ်တီမာကတော့အမျက်ကြီးစားတာမဟုတ်ဘူးဆိုပြီးလည်းပြောလာခဲ့တာဖြစ်ပါတယ်ဖတ်တီမာရဲ့အိမ်ကအောက်ထပ်မှာလဲဆိုင်ဖွင့်ဖို့လှုပ်ထားတာဖြစ်ပါတယ် ဖတီမာကဆိုင်ဖွင့်ဖို့ကအစတေချာပြင်ဆင်ထားနိုင်တာမို့ဇီးတဲ့တယောက်အနေနဲ့တော့အတော်လေးကိုပျော်ရွှင်နေရတာပါအရင်တုန်းကဆိုရင်လမ်းမေးမှာသာရောင်းနေရတဲ့သူမအတော့အခုက အတော်လေးကိုအဆင်ပြေနေတာပါဖတီမာက အောက်ထပ်မှာ၅ရေကွန်ကျော်နဲ့သူရောင်းတဲ့ပစ္စည်းအလုံးကိုဖွင့်သွားမှာပါဒါအပြင်သူ့အိမ်မှာပဲလက်ကားပေးဖို့ကိုရောင်းလိုပါလှုပ်သွားမှာပါအပေါ်တက်မှာလည်းအိတ်ခမ်းကိုသုံးခန်းလောက်ရအောင်လှုပ်ထားတာပါအောက်ထပ်ကိုတော့မီးဝါကြောင့်နဲ့ဆိုင်အတွက်သာသုံးထားတာဖြစ်ပါတယ် ဇတိမာကမန္တလေးမှာဆိုင်ကန်းငါကဖွင့်တာမျိုးမဟုတ်ပဲသူ့အိမ်မှာပဲဖွင့်ထားတာဖြစ်ပါတယ်။ဒါအပြင်ဥပိန်တရားမှာလည်းအရင်တိုင်းဆက်ဖွင့်ထားတော့ဖြစ်ပါတယ်။ဒါအပြင်ရန်ကုန်မှာပထမဆုံးဖွင့်ထားတဲ့ဆိုင်ခွဲကလည်းအတော်လေးကိုအောင်မြင်တယ်လို့ဆိုရမှာပါ။ရန်ကုန်ကဆိုင်ခွဲကလည်းစောက်ဖွင့်ကလေးကအတော်လေးကိုရောင်းကောင်းပါတယ်။ဝန်ထမ်းတွေဆိုလည်းအများကြီးခံထားက ရောင်းချနိုင်နေတာပါ။ဖတီမာဆိုရင်အရင်တော့ကနေတော့မတူတော့ပဲပြောင်းရောင်းလာခဲ့ပါပြီ။ တတိမကြီးတယောက်လိုခန္ဓာကအဆင်ပြေလာခဲ့တာဖြစ်ပါတယ်။ဖတီမာကရန်ကုန်မှာလည်းဆိုင်ခွဲတွေအများကြီးဖွင့်နေတာဖြစ်ပါတယ်။ဖတီမာရဲ့အကန့်အကျိုးပေးကမနာလိုသူတွေပေါများလာအောင် ကောင်းတာမို့ဝေဖန်ပြောဆိုသူတွေလည်းများပါတယ်။ဒါအပြင်သူ့အစားအသောက်တွေရောမကောင်းအောင်အဆိုးပြောသူတွေလည်းများပါတယ်။ဖတီမာရဲ့ငားရည်ကွန်ကြော်တွေကခားတယ်ဆိုပြီးပြောတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့လည်းဖတီမာကိုချစ်တဲ့သူတွေကအဝေစားကြတာကြောင့်သူ့ဆိုင်လေးတွေကအစဉ်ပြေကအောင်မြင်နေတာပါ ဖာတီမာကအကြောဆုံးလုပ်ငန်းတွေပါလုပ်ကသူ့စီးပွားရေးကို တစားထက်တစားတိုးချဲ့နေတာပါ။ဒါပြင်ဖာတီမာကနတ်ကိုဝယ်ယုံကြည်သူဖြစ်ကသူ့စီးပွားရေးလုပ်နေချိန်မှာအနနဲ့ပတ်သက်တာတွေကိုလည်းပင်ဖိတ်ကပေးတာမျိုးတွေရှိပါတယ်။နပွဲရီပေကစီးပွားတက်အောင်လုပ်ခဲ့ရင်ကနေအခုလောက်ထိအောင်မြင်လာခဲ့တာဖြစ်ပါတယ်။ဇာတိမရဲ့နှစ်ထပ်တိုင်အင်ကြီးကိုအားကြလာဆိုတဲ့အပေါ်မှာအမြင်လေးကိုပြောခဲ့ပေးကြပါအောင်ရှင်။